အားလုံးပဲမင်္ဂလာပါ Mr. Well Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ review မှာသင်ခန်းစာတွေကိုပြန်လည်များရွေး channel ချောင်းအားလေးကတော့ phone storage နေရာမပြည့်အောင်ကာဝဲနေတဲ့ကိုဒီ video မှာသင်ခန်းစာတွေကိုပြန်လည်များပေးထားမှာဖြစ်ပါတယ်ကျွန်တော်ဘာဖြစ်လို့ phone storage နေရာမပြည့်အောင်ဘာဖြစ်ကျွန်တော်ကာဝဲထားရမလို့ဆိုလို့ရှိရင်တော့ phone storage နေရာပြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် phone set ၄00ဖြစ်မယ် ကျွန်တော်အတန်းလုံးတဲ့ခါပေါ့နော်လိုင်းလေးမကောင်းတာကျွန်တော်ဖြစ်မယ်ဖုန်းကြောင်ရကျွန်တော်ဖြစ်တာပေါ့နော်အဲ့လိုမဖြစ်အောင်ဒီ phone story နေရာမပြည့်အောင်ပေါ့နော်ကျွန်တော်တို့ phone မှာကာမယ်ပေးထားအောင်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုကာမယ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီအုပ်ချုပ်နေတဲ့ကျွန်တော် phone story နေရာမပြည့်စုံဘူးဆိုလို့ရှိရင်တော့ SD card ကိုမဖြစ်မနေတုံးဖို့အတွက်ကျွန်တော်ကြံပေးရှင်းပါတယ်ဒါဖြစ်လို့ကျွန်တော် SD card ကိုတောင်းရလဲဆိုလို့ရှိရင်တော့ကျွန်တော်အသုံးပြုနေတဲ့ Facebook တွေ Messenger တွေ live တို့ viber တို့ telegram တို့ပေါ့နော်အကျော်ဒီ social media ကျွန်တော်တုံးတဲ့ခါမှာပေါ့နော်ကျွန်တော်ဖြစ်မနေ sd card ကိုကျွန်တော်တုံးပေးထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ sd card တုံးရမှာဆိုလို့ရှိရင်တော့ဒီထဲမှာကျွန်တော်ပို့တယ်ဒီပုံတွေရှိတယ် video file တွေရှိတယ်အခြား link တွေပေါ့နော်အခြားအားတွေရှိတာပေါ့နော်အဲ့ဒီဟာတွေကျွန်တော်ပို့တဲ့ခါမှာပေါ့နော်ကျွန်တော်က sd card ကိုကျွန်တော်မတုံးထားဘူးဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာရှိတယ်ဒီ phone storage နေရာတွေကိုဒီနေရာတွေအဖြစ်ပေါ့နော် DeFi နဲ့အပြင်အပြန်ပြည့်စုံရဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်တို့ပုံတွေကျွန်တော်တို့ခါရယူပုံတွေစေတာရှိတယ်ပုံတွေကျွန်တော်ဓာတ်ရုံတာရှိတယ်အဲတော့ file တွေကျွန်တော်တင်ဟန်ရှိတာပေါ့နော်အဲဒါတွေကိုကျွန်တော်တင်ဆဲတာများတဲ့ခါကျတော့ရှိမှာကျွန်တော်ကမသိမသိရပေါ့နော်ဒါတွေကျွန်တော်တင်ဆဲတာများတဲ့ခါကျတော့ရှင်ဒီနေရာတွေအားလုံးက source တွေထဲကိုသူကအားလုံး auto ပေါ့နော်သူကဝင်သားမှဖြစ်ပါတယ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်ကနေပြီးတော့မှပြန်ပြီးတော့မှ SDK ကိုကျွန်တော်ကပြောင်းထည့်ထားမှဆိုလို့ရှိရင်တော့ phone ဆိုးတဲ့နေရာပြန်ပြီးတော့မှရလာမှဖြစ်ပါတယ်ပေါ့နော် အဲ့ဒါကိုလည်းကျွန်တော်ရှင်းဆက်ပြီးတော့မှကျွန်တော်ပြပေးသားမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်အစီကတ်ဘာရသုံးလဲဆိုတော့ကျွန်တော်သိရပြီပေါ့နော်။ဒါဆိုလို့ရှိရင်ဒီအစီကတ်ထဲကိုပေါ့နော်ဒီ app တွေကျွန်တော်သုံးတဲ့ခါပါဒါတော့ပြပြလို့ပြပြောင်းထားမှာဆိုတော့ကျွန်တော်ဆက်ပြီးမှကျွန်တော်ပြပေးသားမှာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အများကြီးကျွန်တော်အသုံးများတဲ့ Chrome ပေါ့နော်ဒီ Google Chrome နဲ့မှာတာပြီးတော့မှအရင်ဆုံးအနေနဲ့ကျွန်တော်ဒီမပြောင်းပေးတာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ဒီ Chrome ရောတစ်ချက်ဝင်သားပေးလိုက်ပါနော်။ Okay ဒီ Chrome ရောက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာ ီအဆက်တော်တော်နေရာကိုဆက်နေပေးသွားလိုက်ပါပြီးရင်တော့စတင်နေကိုသွားပြီးလိုက်ပါပြီးရင်တော့ကျွန်တော်အပေါ်ဆွဲတင်ပြီးတော့မှကျွန်တော်ကဒီညမှာ download နေရာကိုသွားပြရဖြစ်ပါဒီ download နေရာချက်ဝင်သွားပြီးလိုက်ပါ okay view solution အပေါ်သို့မှာ download location တူရလဲမနော်ဒီမှာဆက်ထောက်ပြီးလဲပါနော်ပြီးရင်တော့အပေါ်ဆုံးကကြတော့ဒါကတော့ပုံမှန်တိုင်းပါနော် download ဆွဲရရအားလုံးကနေပြီးတော့မှာ phone tail ကိုသူကအားလုံးဝင်စားဖြစ်ပါတယ်ပါနော် ောရပြီးတော့မှ SD card ကိုဒီပြောင်းဝင်ထားမှာဆိုလို့ရှိရင်တော့ဒီ download ဆွဲတဲ့အရာအားလုံးက SD card ကိုသူကဖြောက်ပြပါဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီမှာအောက်ဆုံးမှာပဲဒီ SD card နေရာကိုပြန်ပြောင်းပြီးပြန်ပေးထားလိုက်လို့ရှိရင်ရပါပြီဗောနော်ဒီမှာပြန်ပြီးတော့မှပြောင်းဝင်ထားလိုက်ပါပြီးရင်တော့ down လေးကိုနှိပ်ပေးလိုက်ဗောနော်ဒါကတော့ Chrome မှာသွားပြီးတော့မှ SD card သွားပြောင်းပေးရပဲဖြစ်ပါတယ်ဗောနော်ကျွန်တော်အဲ့လိုပဲပေါ့နော်အခြားကြော်ဒီ Telegram မှာတောင်းလို့ရပါတယ်ပေါ့နော်အဲ့တော့မပြောတတ်ဘူးဆိုလို့ရှိရင်ဘယ်လိုကြောင်းလဲဆိုတော့ကျွန်တော်ခါပြပြသားပေါ့နော် Telegram နဲ့ဝင်သားပြလိုက်ပါ ညတော့ညအောင်ဝင်စားပြရဖြစ်ပါတယ်ဗျာနော်ဒီညဝင်စားပြလိုက်ပါ Okay ပြီဆိုလို့ရှိရင် setting လေးကိုတောက်ပြရဖြစ်ပါတော့ setting ကိုဝင်စားပြလိုက်ပါ Okay ပြီဆိုလို့ရှိရင်အပေါ်ဆွဲတင်ပြီးတော့မှဒီမှာ data and story တွေပါလိုက်ပါနော်ဒီမှာ set ဝင်စားပြရမှာဖြစ်ပါတယ်ပြီးတော့ဒီညမှာ storage pass တွေပါလဲမှာတစ်ချက်ဝင်စားပေးလိုက်ပါနော် ပြီးရင်တော့ internet store နေရာမှာမထားမယ့်နဲ့မှာဒီအောက်မှာ sd card နေရာကိုကျွန်တော်ပြောင်းပေးထားမှာဖြစ်ပါတယ်ပေါ့နော်နေရာမှာ sd card နေရာကိုထားပေးလိုက်လို့ရှင်းကြပါပြီပေါ့နော်ပြီးရင်တော့ cancel လေးကိုနှိပ်ပစ်လိုက်ပါဒါကတော့ telegram မှာတောင်းပြီးတော့မှ sd card ပြန်ပြောင်းပေးထားတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်အခြားအသုံးများတဲ့ app တွေမှာတောင်းပြီးတော့မှဒီလိုမျိုးပြန်ပြောင်းပေးထားမှဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ force store နေရာပြန်ပြီးတော့မှလုံလုံလောက်ပေါ့နော်ပြန်ပြီးတော့မှအသုံးပြန်နိုင်မှဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်တောင်းတဲ့ file တွေရှိမယ်ပုံတွေရှိတယ် အခြားဟာတွေအားလုံးကပေါ့နော်ကျွန်တော်တင်ဆက်ထားအရာအားလုံးက SSD ကတော့တူရနေပြီလို့မှ auto တင်ဆက်ပေးထားမှာဖြစ်ပါတယ်ပေါ့နော် Okay နောက်တစ်ချက်အနေနဲ့ကျတော့ဒီ Messenger တွေမှာသုံးတဲ့ဟာတွေပေါ့နော်ဒီ Facebook မှာကျတော့သုံးတဲ့ဟာတွေကျတော့ဒီလိုလုပ်မယ်ဆိုတော့ကျွန်တော်ပြပေးသားမှာနော်အခြားဒီဒီလိုမျိုးပေါ့နော်ပြင်ပြောင်းလို့မရတဲ့အဲ့တွေရှိပါတယ်ပေါ့နော်ပြင်ပြောင်းလို့မရတဲ့အဲ့တွေဆိုဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးတာပြီးတော့မှလုပ်ပြရမယ်ဆိုတော့ကျွန်တော်ပြပြပေးသားဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်အများအားဖြင့်သုံးရတဲ့ file ဆိုတဲ့ app တွေရှိပါတယ်ပေါ့နော် DeFi ဆိုတဲ့ app တွေကိုစောင့်ဝင်လာပြလိုက်ပါနော် DeFi ဆိုတဲ့ app တွေကျွန်တော်တို့မှာစာမတွေ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ phone ရဲ့ setting မှာသွားပြီးတော့မှတက်ဆောက်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့အဲ့လိုလွယ်တော့လွယ်ဖို့ကျွန်တော်ရှာမှာဆိုလို့ရှိရင်တော့ဒီမှာ phone setting လေးကိုသွားပြလိုက်မယ်နော်ရာအဆိုးရတွေ့ပါလေပေါ့နော်ဒီမှာဆက်ဝင်လာပြီ။ Okay ပြီးရင်တော့ကျိုးဒီမှာအဲကျိုးပါဆိုလို့ရှိရင်တော့ this device ကြည့်ရလဲပေါ့နော်ဒီမှာ this device ပေါ့နော်အမှန်တကယ်ပြီးတော့မှာအပေါ်ဆုံးကကျတော့ဒါ phone store တွေပေါ့နော်အောက်မှာကျတော့ SK ဖြစ်ပါလဲပေါ့နော်အဲ့တော့ဒီ this device เนี่ยလည်းရေးပြီးတော့မှာဒီညမှာဆက်ထောက်ပေးလိုက်ပါတော့ manage story တွေပါလိမ့်မယ်เนาะပြန်ဆက်ထောက်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ခုနကကျွန်တော်အသုံးပြုတဲ့ file ကိုဒီက auto ရတာမှာဖြစ်ပါတယ်ပေါ့เนาะဒီမှာကျွန်တော်ဗာကြည့်မယ်ဆိုလို့ရှိရင်တော့ internet store เนี่ยဝင်လာပေးလိုက်ပါเนาะအဲ့တော့အခြားကျွန်တော်သုံးတဲ့ ဒီ bandlist တွေရှိတယ်ဗောနော bandlist တွေရှိမယ်အခြားဒီ messenger မှာကျွန်တော် download ဆွဲထားတာရှိမယ်ပြီးရင် facebook မှာကျွန်တော်ကဒီ save ထားတဲ့ဟာရှိရပါဗောနော်ဒီ download ထားတာရှိရပါဗောနော်အဲ့ဒါတွေကျွန်တော်တို့ကသွားပြီးတော့မှကြည့်ပြီးတော့မှဖြတ်သိမ်းတာဖြတ်ဖို့တော့မဖြတ်ဘူးဆိုလို့ရှိရင်ပြတ်သိမ်းမရှိနေဆိုလို့ရှိရင် SD card မှာသွားပြီးတော့မှတင်ဆက်လို့ရပါတယ်ဗောနော်အဲ့ဒါလည်းကျွန်တော်တစ်ခါပြပြသားတာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အပေါ်ဆွဲတင်ပြီးတော့မှဒီမှာ download ဆွဲထားရှိတာဗောနော် download ဆွဲတဲ့ဟာကျွန်တော်ဝင်ပြီးတော့မှရှာလိုက်ဗောနော် ီလို့ရှိရင်တော့ကျော်ဒီမှာဗာတွေ့မယ်ဆိုလို့ရှိရင်တော့ဒီညမှာရှာလို့ရတာပါဒီမှာကျော်အများအားဖြင့်အသုံးများတဲ့ဖြစ်ချားပေါ့နော်ပုံပေါ့နော်ပုံကျွန်တော်ရှာမယ်ဆိုလို့ရှိဒီမှာနော်ပုံဆိုတာဒီမှာကိုသိန်းသားရဲ့ပုံတွေရှိပါလေပေါ့နော်ဒီဖြစ်ချားနေရာဝင်တာပြလိုက်ပါ Okay ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အသုံးများကြတော့ဒီ video editing ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီ edit လုပ်ထားတဲ့ဟာတွေပေါ့နော်ကျွန်တော်ဒီမှာသိန်းထားရှိမယ်အခြားဒီ brand နဲ့အသုံးပြတဲ့ဒီ bus list bus list ရှိပါဘောနော်ဒါတော့အသုံးများပါလိမ့်မယ်နော် bus list ရှိမယ် ေးရင်တော့ k ပေးရှိမှာပေါ့နော်ပေးရင်တော့ကျိုးဒီမှာအဲအခြားကျိုးတို့သုံးပြတဲ့ဒီအဲ weight လေးပေါ့နော် weight slip လေးရှိတာပေါ့နော်အဲ့ဒီဒီကအများကအပြည့်သုံးတာကြတော့အဲ band slip လေး facial မှာကျွန်တော် download ဆွဲထားတယ် messenger မှာကျွန်တော် save ထားတဲ့ဟာတွေကျွန်တော်ရှိပါတယ်ပေါ့နော်အခြားဒီမှာ line မှာကျွန်တော်သုံးထားတဲ့ရှိပါလိမ့်မယ်နော်အဲ့ဒါတွေကိုတွားပြီးတော့မှ save save ပြီးတော့မှဖြတ်စင်တာဖြတ်မယ်ကျွန်တော်ဒီ sdk မှာပြောင်းထည့်နေတဲ့ဟာတွေရှိတယ်ဆိုတော့ရှင်လည်းပြောင်းထည့်လို့ရပါတယ်ပေါ့နော် ကျွန်တော်ကျွန်တော်ကတော့ဒီမှာတခုပြပေးသားမှာเนาะဒီ line ထဲမှာတခုကိုကျွန်တော်ကဒီဟာတွေအားလုံးပေါ့เนาะဒါ line မှာကျွန်တော်စစ်ထားတဲ့ဟာတွေပေါ့เนาะအဲ့ဒါကိုကိုကနေပြီးတော့မှဖြတ်ချင်ရဆိုလို့ရှိရင်အားလုံး select all ပေးလိုက်ပေါ့เนาะဒီမှာကျွန်တော်အားလုံး select all ပေးလိုက်လို့ရတာပေါ့เนาะအဲကျွန်တော်တဘုံရင်းသွားချင်လို့ဆိုရင်တဘုံရင်းသွားလို့ရပါတယ်ပေါ့เนาะအဲကျွန်တော်တဘုံရင်းသွားချင်လို့ဆိုရင်တဘုံရင်းသွားလို့ရတယ် select all ပေးရင် select all ပေးလို့ရတယ်ပေါ့เนาะအဲ့ဒီကအဲ့ဒီကအားလုံးကဖြတ်ရင်လည်းဖြတ်လို့ရတယ် တိမ်းမယ်ဆိုလို့ရှိရင်တိမ်းလို့ရတယ်เนาะကျွန်တော် SDK ပြင်ကြောင်းမယ်ဆိုလို့ရှိရင်တို့ကဒီမှာ setter နဲ့အချက်နဲ့တင်ပြပေးလိုက်ပါเนาะပြီးရင်တော့ copy to လေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့အောက်မှာတွေ့ပါတယ်ပါเนาะ SDK เนาะ SDK ကိုချက်နှိပ်ပြီးတော့မှကိုကဘယ်နေရာမှာတော့တိမ်းနေတာလဲပေါ့เนาะတိမ်းနေနေရာကျွန်တော်ရှာလိုက်ပါเนาะကျွန်တော်က file edit နာမည်ရေးချင်တယ်ဆိုလို့ရှိရင်ဒီမှာ file edit နာမည်ကိုကျွန်တော်ရေးချက်ပြီးတော့မှတင်ဆက်ထားရပါတယ်ပေါ့เนาะကျွန်တော်ကတော့ဥပမာကျွန်တော်ပြပေးတာပေါ့เนาะ ဒီမှာကျွန်တော်က file သိရေးမယ်မရေးလို့ရှိရင်ဒီမှာကိုထည့်ရင်းနေရာကိုထည့်လို့ရတာပေါ့နော်ဒါကတော့ SD card ထဲမှာရောက်သွားပြီဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာသိမယ်ဆိုလို့ရှိရင်တော့တခုကျော်ရေးလိုက်ပေါ့နော်ပြီးရင်တော့ copy to here ကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်တော့ copy here နှိမ့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီခုနကကျွန်တော် select all ပေးထားတဲ့ဟာအားလုံးကဒီ SD card ထဲမှာရှိတဲ့ file တွေကိုသူကထည့်ပြီးမှဖြစ်ပါတယ်ပေါ့နော် အန်တန်ကတော့ဒီဒီဆိုဖော့ဆွဲထဲမှာရှိတယ်အရာတွေကိုရှာပြီးတော့မှကျွန်တော်တို့ဒီ SQL ကိုပြောထည့်တဲ့ဟာကိုကျွန်တော်ပြပေးတာဖြစ်တယ်ဖြတ်တဲ့ဟာကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ဗောနော်အဲ့ဒီတော့ကျွန်တော်ရဲ့ forum မှာရှိတဲ့ဒီ phone store ကိုကျွန်တော်ကမပြည့်စုံဘူးဆိုလို့ရှိရင်တော့ကျွန်တော် SQL အသုံးပြီးတော့မှဒီလိုမျိုးလုပ်ပေးထားမှာဆိုလို့ရှိရင်တော့ကျွန်တော် phone store နေရာရလာမှာဖြစ်ပါတယ်ဗောနော်ဒါဆိုလို့ရှိရင်ကို phone တုံးရလဲအဆင်ပြေတယ်ကိုက Google file အများကြီးတုံးနေတယ်ဆိုလို့ရှိရင်တော့ SQL ကိုမြင်ရွယ်ဗောနော်အဲ့တော့ SQL ကိုအနေ အနည်းဆုံးပေါ့နော် SD card ကိုအနည်းဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီ64ဖြည်းဖြည်းပေါ့နော်အဲဒါမှမဟုတ်ရှင်နေ 128GB ဒါပေါ့နော်ကျွန်တော်သုံးမှုတက်ပေါ့နော်ကျွန်တော်ချိန်ပေးစီပါတယ်ပေါ့နော်အခုနောက်ပိုင်းကျတော့ခြားကျွန်တော်သုံးတဲ့ပုံတွေများတယ် GB file များတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သုံးပေါ့နော်ကျွန်တော်ဖုန်းဖုန်းရဲ့ RAM အများကြီးများတယ်ကျွန်တော်သုံးပြီးရပါတယ်ပေါ့နော်ကိုကဒီ SD card ကိုအများကြီးသုံးရောမှာ GB အများကြီးသုံးရောမှာ RAM နဲ့လဲဆိုလို့ရှိရင်လည်းစမနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်က SD card အများကြီးသုံးလို့ဆိုလို့ရှိရင်တော့ဖုန်းရဲ့ RAM အားဖြင့်ပေါ့နော် အများပါပဲကျွန်တော်အများကြီးသုံးဖို့တက်ကြအကြံပေးနေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနီလန်ကိုသုံးပြီးတော့မှကိုဖုန်းမှာရှိတဲ့ SD card ကိုပေါ့နော် storage ကိုပေါ့နော်ကျွန်တော်မပြည့်အောင်ဒီနည်းနဲ့အပြင်ပြန်ပြောင်းမှကာကွယ်ရတဲ့ကြောင့်ငွေရင်းတွေကိုပြန်လည်ညှိနှိုင်းပေးတာဖြစ်ပါတယ်ပေါ့နော်